င်းဝင်ရဲ့အမိကိုကြောက်လို့ငယ်စဉ်ပွဲကိုမသိရတဲ့လွန်ပိုင်းနဖောအေထာနဲ့ဇလန်းတွေရှိတဲ့လွန်ပိုင်းကတော့အင်းဝင်ရဲ့အမိကိုကြောက်လို့ငယ်စဉ်ပွဲကိုမသိရဘူးလို့သိရပါတယ်အစီအတန်းမြမားတလို့မျိုးရိုးလေးကြီးတဲ့ဟင်းဝင်ရဲ့အမိဟာတက်တန်လေးနေတက်တဲ့အပြင်လူမှုရေးကိစ္စအရှုပ်ရှင်းရှိတဲ့သူတွေကိုမုန်းကြည့်သူဖြစ်ပါတယ်သူမရဲ့မျက်နှာထိမျက်နှာထားနဲ့ခတ်ရှိရှိနေထိုင်တတ်မှုကနောက်ပေါက်မင်းသားမင်းသမီးလေးတွေကိုကြောက်ရွံ့စေတယ်လို့ စစ်စပွဲကိုနော်ဖောအဲထာတုံးကလည်းပြည်တနာဖြစ်ခဲ့ပါသေးတယ်။ဟင်းဝင်ရန်ရဲ့အမိကနော်ဖောအဲထာကိုလွန်ပိုင်နဲ့စားချုပ်တာကြောင့်ကြီးမရခဲ့တာဖြစ်ပြီးသူတို့သားရဲ့တန်ရှင်းစင်ကျဲတဲ့ပွဲမှာလူမှုရေးဖောက်ပြန်တဲ့လူတွေကိုရှီမနေစေရှင်ခဲ့တာပါ။ဒါကြောင့်အနုပညာလောကမှာလင်းနေမရပြည်တနာတွေများတဲ့ဝမ်စုခိုင်တဲ့ထက်ထမို့ဥတို့ကိုမဖိတ်ခဲ့တယ်လို့နော်ဖောကိုလည်းလုံးဝဖိတ်ကြားထားခြင်းမရှိတာကိုတွေ့ရပါတယ်။နတ်စုရည်တိဆိုးကိုတော့ မကောင်းတက်လို့ဖိတ်ခဲ့ပြီးလူ껙ရာမှလွမ်းပိုင်ကိုလုံးဝမလာရဘူးလို့သူတို့တသိတ်တည်းပြီးခဲ့တယ်လို့သိရပါတယ်ပိုပြီးရဲစရာကောင်းတာကလွမ်းပိုင်ကလည်းဟိဝရန်ရဲ့အမိကိုကြောက်လို့မင်္ဂလာပွဲကိုလုံးဝမတည်တာပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့မကြသေးခင်မှာဒီစားတဲ့ရနေပြီလို့မီဒီယာရှိမှတင်ဖွင့်ဟဝန်ခံခဲ့တဲ့လွမ်းပိုင်ဟာပိုပြီးဆဆာနဲ့ပြက်ပြီးမကြသေးခင်မှာပဲမိုင်းဒေးမှသူ့ရှိသူအသေးရဲ့လက်ကိုကင်ထားတဲ့ပုံကိုတင်ခဲ့ပါတယ်စုံထောက်မျိုးလုံးရှိတဲ့ပိတ်တက်တွေကလည်း အဲ့ဒါနန်းစုရဲ့လက်ဆိုတာတေချာပေါက်တည်သွားခဲ့ပါတယ်နန်းစုရဲ့လက်သေးနီကင်ထားတဲ့ပုံစရတွေကလွန်ပိုင်တဲ့ဓာတ်ပုံထဲကရှစ်ဆော့တူနေခဲ့ပါတယ်ဒါတင်မကတေးပဲအကယ်ဒမီပေးပွဲမှာတမင်ဘေးရှင်းကထိုင်ခဲ့တဲ့သူတို့နှစ်ယောက်ရဲ့လှူရှားပုံကလည်းလုံးဝတန်တရာဝင်ချင်စရာပါပဲပူဆိုးတာကအကယ်ဒမီပေးပွဲကအပြန်မှာလွမ်းပိုင်ဟာနန်းစုရဲ့ပတ်စံအေကိုကင်ပေးသွားခဲ့ပြီးကာတစီတဲ့အတူတူပြန်သွားခဲ့ကြပါတယ်ပူဆိုးတာကလွမ်းပိုင်မကြမီကတင်ထားခဲ့တဲ့ ဘန်ကောက်ရောက်နေတဲ့ပုံပါပဲအဲ့ဒီပုံရဲ့နောက်ကွယ်မှာလွမ်းပိုင်ရဲ့နာစုရီဆိုဘာကောက်မှချင်းတွေ့နေကြတာကိုအမိအယတွေးလိုက်တယ်လို့ပြောဆိုခဲ့ကြတဲ့ထန်းရောက်မြန်မာဗိတ်သက်တွေအများအပြားရှိလွန်နေပါတယ်ဒီလိုပြောဆိုမှုတွေပြီးနောက်မှာတော့လွမ်းပိုင်နဲ့နာစုရီဆိုဟာပေါ်ပေါ်တည်တင်ကိုတွဲခဲ့ကြပြီး not for ether ကလည်းစနိုက်ကျော်တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ဒါပြင်လွမ်းပိုင်ကလည်း အရင်အဆိုင်ကောင်လိုစက်တင်မရိုင်းလာခဲ့ပါတယ်။ဒါကြောင့်အဆိုပါလူကျင်းဝင်ဖောက်ပြန်တဲ့လောက်ရတွေဟာဟိဝင်ရန်တို့အစ်အတန်းနဲ့လုံးဝကွာခြားနေပြီးငယ်စဉ်အတွဲကလည်းဇေယိုက်ဆန်တဲ့လွမ်းပိုင်ကိုခြံနေခဲ့တာဖြစ်ပါတယ်။အခုအခါမှာတော့လွမ်းပိုင်ကမင်္ဂလာပွဲတောင်မတည်ဘူးလို့ပြောနေတာမို့လို့ပုံမစိတ်ဝင်စားစရာကောင်းနေတာမှန်ပါပဲ။ပိတ်တကြီးတို့ရောဟိဝင်ရန်အမေကိုကြောက်လို့ငယ်စဉ်ပွဲကိုမတည်ရတဲ့လွမ်းပိုင်အပေါ်ဘလို့များထင်ကြပါသလဲနော်။ ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။